တာလီဇောပါဒီကနေ့ဧပြီလ26ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ကောင်စီကအပြစ်ခတ်ရဲစေးမှုကိုတပတ်တိုးကြောင်းထုတ်ပြန်ပြီးကြောက်ဖြူကလူနေကြေးရွာတွေကိုနေရဆက်တိုက်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး၄ယောက်သေဆုံးခဲ့တဲ့သတင်းအာရခတိုင်းပြည်တိဆောက်ရမှာမွတ်စလင်အမျိုးသမီးတွေပါဝင်နိုင်ရေးအတွက် UL နဲ့ရခိုင်ပြည်ကျောင်းသားတမကကစွန့်ရည်မြင်ဟောပြောပို့ချခဲ့တဲ့တည်နေ။အိန္ဒိယရောက်ရခိုင်မင်းကလေးငယ်ရဲ့ကြောက်ကဲ့ဝေဒနာကိုကူတာဘူးမျိုးပီစာစစ်ဆေးနေတဲ့တည်အပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်တွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။အကြမ်းဖက်စစ်ကောင်စီကဧပြီလ20ရက်နေ့ကနေစပြီးနောက်ထပ်တပတ်အပြစ်ခတ်ရစေးကြောင်းကြေညာပြီးနောက်ကြောက်ပြူမျိုးနေကကြေးရော်တွေကို နေရက်ဆက်တိုက်ဒရုန်းနဲ့ပုံကျေတိုက်ခိုက်ခဲ့တာကြောင့်၁၇နှစ်အရွယ်မင်းကလေးငယ်တယောက်ပါဝင်၄ယောက်တည်ဆုံသွားတယ်လို့တင်ရရှိပါတယ်။ဧပြီလ25ရက်နေ့မနေ့စေနာရီအချိန်လောက်မှာစစ်ကောင်စီတပ်ကလက်ခမော်ရွာအနောက်တောင်ဘက်အနာကိုဒရုန်းနဲ့၅ချိန်တိုင်တိုင်ပုံးရှစ်လုံးကြေချတိုက်ခိုက်ခဲ့တာကြောင့်အလုတ်လွတ်ကင်နေကြတဲ့ဒေါ်သိန်းသိန်းအေးဒေါ်ချော်စုနဲ့မမ်မေတစဉ်ခိုင်တို့ဟာပုံစားကြပြီးအဲ့ဒီနေရာမှာပဲဖွေးရှင်းပြီးတည်ဆောင်သွားခဲ့ပါတယ်။ ဒါအပြင်ကာတစီနဲ့ထော်လာရီတစီလေးထိခိုက်ပျက်စီးသွားကြရတယ်လို့သိရပါတယ်။ဧပြီလ24ရက်နေ့ညနေ3နာရီအချိန်လောက်ကလေကြောက်ပြူမျိုးနေကရင်းနှံတောင်ကြီးရွာကိုအသေးခံဒရုန်းနဲ့၃ချိန်တိုင်တိုင်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရင်းနှံတောင်ရွာကိုလာရောက်စစ်ပြီးရှောင်နေတဲ့ကလဘာကြီးရွာက အသက်60ကျော်အရွယ်ဒေါ်မိုင်းရင်နုသေဆုံးသွားကြရပါတယ်။စစ်ကောင်စီဟာဧပြီလ22ရက်နေ့ကနေစပြီး နောက်ထပ်တစ်ပတ်ကိုဒုတိယတစ်ဖက်သက်အပြစ်ခတ်ရဲ့စီကြောင်းထုတ်ပြန်ကြေညာပြီးသူတို့ကတိကိုသူတို့ကိုယ်တိုင်ရှုဖောက်ကအရက်သားတွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။အာရခဒေတာအတွင်ကမွတ်စလင်အမျိုးသမီးတွေကို အမျိုးသမီးများအခွင့်အရေးဆိုင်ရာနဲ့အမျိုးသမီးတွေစွန့်ရည်မြင်ကဏ္ဍတွေကိုအာရခပြည်သူတော်လှန်ရေးအစိုးရနဲ့ရခိုင်ပြည်ကျောင်းသားတမကတို့ပူးပေါင်းပြီးဟောပြောပို့ချမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အနာဂတ်အရခတိုင်းပြည်တိဆောက်ရမှာလူမျိုးဘာသာမရွေးကြားမမရွေးပူးပေါင်းပါဝင်နိုင်ရေးအတွက်အဲ့ဒီလိုလှုပ်ဆောင်တာလို့သိရပါတယ်။အဲ့ဒီဟော်ပြောပို့ချမှုကိုဧပြီလ7ရက်နေ့ကရခိုင်လူမျိုးမျိုးနွေတွေကမွတ်စလင်ကြီးရောကိုရောမှာကွင်းစင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ASU ရဲ့လူမျိုးစုံရေးရာကော်မတီအတွင်းရေးမှူးမအီအီဆိုကနရီဇရာသတင်းဌာနကိုပြောပါတယ်။ အာရခတိုင်းပြည်တိဆောက်ရမှာမတူကွေးပြတဲ့လူမျိုးစုတွေအကြားတဟဇာတာကြပြီးယုံကြည်မှုတိဆောက်နိုင်ဖို့လိုအပ်တယ်လို့လူမျိုးဘာသာမရွေးကြားမမရွေးပူပေါင်းပါဝင်တိဆောက်ဖို့လိုအပ်တဲ့အတွက်အခုလိုဟောပြောပူဆောင်မှုတွေပြုလုပ်ခဲ့တာလို့သူကပြောပါရယ်တော်လန်ရင်တိုင်းပြည်တည်ဆောက်နေတဲ့ကာလဖြစ်တဲ့အတွက်အာရခဒေတာအတွင်နေထိုင်တဲ့လူမျိုးစုတွေအကြားတဟဇာတာဖြစ်မှုနဲ့ယုံကြည်မှုတွေတည်ဆောက်ဖို့အဓိကလိုအပ်နေတယ်လို့လည်းသိရပါဗျာ။ အိန္ဒိယနိုင်ငံကိုစီကူတာမှုခံယူဖို့ရောက်ရှိနေတဲ့6နှစ်အရွယ်ရခိုင်မင်းကလေးငယ်မာဝင်းဖူးခိုင်ရဲ့ကြောက်ကယောဂါကိုကုသနိုင်ဖို့မျိုးဗီဇာစစ်ဆေးနေပြီဖြစ်တယ်လို့မိခင်ဖြစ်သူဒေါ်သက်ဖူးလွင်ကနရင်းစရာကိုပြောပါရယ်မျိုးရိုးဗီဇာစစ်ဆေးခြင်းရဲ့ရလက်ကိုလာမည့်မေလ17ရက်နေ့လောက်မှာတည်ရမယ်လို့လည်းဆိုပါရယ်အဲ့ဒီရလက်အပေါ်မူတည်ပြီးလူနာရေးကိုခန္ဓာဟာကြောက်ကအစားထိုးမှုကိုလက်ခံမခံဘူးဆိုတာကို စီးပညာရှင်တွေကဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။တကယ်လို့စစ်စည်းချက်အရာလူနာရေးကိုခံထားဟာကြောက်ကက်အစ်စ်ကိုလက်ခံမှာမဟုတ်ဘူးလို့တွေ့ရှိရရင်အစားထိုးကုသမှုကိုဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။အဲ့ဒီအစားလူနာရေးကြောက်ကက်ယောဂအစင်းနဲ့ယောဂအခြေအနေပေါ်မှူတည်ပြီးတော့တခြားကုသမှုတွေနဲ့ဆက်လက်ကုသသွားမှာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာမာဝင်းဖူးခိုင်ရဲ့ကျမ်းမာရဲ့အခြေအနေကတော့ စီကူတောက်မှုခံယူနေရတဲ့တန်ကြောင်နာကျင်ပင်ပန်းနေတယ်လို့လည်းမိခင်ဖြစ်သူက ပြောပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပြီးတော့ပါမရှင်ပြည်ရင်းသတင်းပုတ်အနေနဲ့ကတော့အပြစ်ခတ်ရစေးထားတယ်လို့ကြီးညာထားတဲ့စစ်ကောင်စီကအန်ယူဘော်ကနေရီကန်ဘူဟာစခန်းအနားမှာကာကင်းစခန်းအစ်စ်တွေကိုအခိုင်အမာတွှေ့ရှိတိဆောက်ပြီး စီအင်အားဖြစ်တည်နေတယ်လို့သိရပါတယ်။အမ်ဘဒန်လမ်းပေါ်ကနေရီကန်ဘူဟာစခန်းအနီးနားမှာစစ်ကောင်စီဘက်ကဧပြီလ2ရက်နေ့ကနေ22ရက်နေ့အကြားပထမအကြိမ်အပြစ်ခတ်ရဲစီးခဲ့တဲ့ကာလမှာကင်းစခန်းငယ်အစ်စ်တွေတိုးရှိတိဆောက်ပြီးအင်အားဖြစ်တည်နေရဖြစ်တယ်လို့မြေပြင်ဒေသခံစီးတည်င်းမြေအမျိုးသားတယောက်ကနော်ရင်းစရာကိုပြောပါရယ်။နေရီကန်ဘူဟာစခန်းအနားမှာ အရင်ကရှေ့စခန်းနောက်စခန်းဆိုပြီးရှိရာကနေ အခုဆိုရင်အလီမာရောဘေးပတ်ဝန်းကျင်မှာရောပပက်လေးနေရီကန်ပြည်ဟာစခန်းကိုကာယံထားသလိုမျိုးအသစ်တိဆောက်ထားတယ်လို့သိရပါတယ်။လက်ရှိနေရီကန်ပြည်ဟာစခန်းမှာအင်အား900လောက်အထိရှိပြီးကာကင်းစခန်းတိဆောက်ထားတဲ့နေရာကစစ်ကောင်စီအင်အားနဲ့ပေါင်းရင် ထောင်နဲ့ရှိရှိနိုင်တယ်လို့စီးတည်ရင်မြစ်တယောက်ကပြောဆိုပါတယ်။နိုင်ငံတကာတည်င်းတပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံမှာရေတပ်ဖွဲ့ရဲ့လီယင်ငေတစည်းဟာ ီလီကန်းကျေနားမှာပြတ်ကျခဲ့တာကြောင့်အနည်းဆုံး6ရောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ထိုင်းရီတပ်ဖွဲ့လီငေတစည်းဟာဖက်ချပူရီခရိုင်အနားယူအပန်းဖြီမြို့တော်ဟော်ဟင်းကန်းကျေအနီးမှာစီရီလီကျင်းမှုအတွေ့စမ်းသက်ပြန်တမ်းရာကနေဧပြီလ25ရက်နေ့မနေ့ပိုင်းမှာပြတ်ကျသွားခဲ့တာလို့ထိုင်းသတင်းတွေကဆိုပါတယ်။အဲ့ဒီပြတ်ကျမှုကြောင့်ရီတပ်ဖွဲ့ဝင်9ရောက်သေဆုံးခဲ့ပြီးရေးမှူးတစ်ယောက်ဟာလီ ဆေးရုံကိုပို့ဆောင်ထားခြင်းအတွင်တည်ဆုံသွားခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီလေရင်ဟာလေ့ကျင့်ရေးအတွက်လေထီးစင်းတပ်ဖွဲ့ဝင်တချို့ကိုတော်ရောက်ခေါ်ဆောင်ဖို့ပြန်တက်ပြီးမကြခင်မှာပြကြခဲ့တာလို့ဆိုပါရယ်။ထိုင်းအာဏာပိုင်တွေကလီရင်ပြတ်ကြအပြီးကေစီရေးလုပ်ငန်းတွေကိုအ мян ဆုံးတုံ့ပြန်ဆောင်ရွက်ခဲ့တယ်လို့ပြောဆိုထားပါတယ်ရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့ Narin Sora ကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsora.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလေးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narin Sora ဥတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။